ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒိုရဲ့နေရာကိုဆက်ခံမဲ့မကာနီကမငြိမ်သက်မှုတွေများလာနေတဲ့အချိန်နိုင်ငံကောင်းဆောင်နေရာကိုရယူချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်ဆင်နွှဲသွားမှာဖြစ်တယ်လို့ပြောကြလိုက်ပါတယ်။ကနေဒါဗဟိုဘဏ်နဲ့အင်္ဂလန်ဘဏ်အုပ်ချုပ်ရေးမှူးဟောင်းဟာကနေဒါဝန်ကြီးချုပ်နေရာကိုဆက်ခံဖို့ Liberal Party ကောင်းဆောင်နေရာရွေးချယ်ရမှာပြန်ပတ်သုံးဖို့အပြတ်အသတ်နိုင်ရထားပါတယ်။ကနေဒါပေါ်အခွန်တိုးမြင့်ပြထမ်းပြီးအမေရိကန်ရဲ့50တခုမြောက်ပြည်နယ်ဖြစ်လာအောင်လုပ်ဖြစ်မယ်လို့ပြောထားတဲ့ သမရထရန့်ကိုအသက်59နှစ်အရွယ်ဝန်ကြီးချုပ်လောင်မကာနီကတိုက်ခိုက်ပြီးအမေရိကန်နေအမားမလုံမိစေနဲ့လို့ပြောထားပါတယ်။ကုံတော်ရေးစစ်ပွဲဖြစ်လာရင်ဟော်ကီပြိုင်ပွဲတွေလိုမှာပဲကနေဒါပဲအနိုင်ရလိမ့်မယ်လို့သူကပြောပါတယ်။မကာနီဟာလာမယ့်ရက်ပိုင်းအတွင်းကနေဒါဝန်ကြီးချုပ်ဖြစ်ကြံတစ်စာချိန်ဆမယ်လို့မျှော်လင့်ရပြီးတရင်ပတ်ပိုင်းအတွင်းကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာလစ်ဘရယ်တွေကိုဦးဆောင်သွားမှာဖြစ်ပါတယ်။အခုကနေဒါဝန်ကြီးချုပ်ဖြစ်လာတော့မယ့်ကာနီဟာအရင်ကရွေးကောက်ခံယာရုနေရာတွေမှာလုံးဝတာဝန်မထမ်းဆောင်ဘူးသူဖြစ်ပါတယ်။ အင်ယာမီပြည်ထနာနဲ့ခုံစည်းနှုံကြီးမြင့်မှုတို့ကြောင့်လူကြိုက်နည်းလာတဲ့ဝန်ကြီးချုပ်ထရူဒိုနှုတ်ထွက်ပြီးတဲ့နောက် Liberal Party ခေါင်းဆောင်နေရာအတွက်ရှင်ပြိုင်မှုဟာပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ခဲ့တာဖြစ်ပါလိမ့်။ Trump ဟာ American ရဲ့အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ကနေဒါပေါ်မတရားသဖြင့်အခွန်တွေတိုးကောက်နေတယ်လို့ကာနီကပြောထားတာပါ။ American ကမိမိတို့ပေါ်လေးစားကြောင်ဖော်ပြလာတဲ့အထိ American ပေါ်ပြထန်းထားတဲ့အခွန်တွေဆက်လက်ကောက်ယူမှာဖြစ်တယ်လို့ဝန်ကြီးချုပ်လောင်းမကာနီကဖြည့်ဆွတ်ပြောကြားထားတာဖြစ်ပါလိမ့်။